င်အားဖြူတဲ့ကနေရကြကြဝင်းနဲ့လုံးဝ authentic chinese food တွေရတဲ့ fine dish fine တွေ့ထားတယ်။ဘယ် fine လေး food တော့ဖင်အားဖြူနဲ့မြင့်နှစ်ထက်ကမြုံငင်းချက်မရောက်ခင်မှာအဲလမ်းညွန် fine ပုံလေးရှိရပေါ့နော် fine name လေးကတော့ bamboo house လို့ခေါ်တယ်။ငါဟင်းကိုအမျိုးမျိုးရတယ်ငါမကြိုက်တဲ့လူတွေဆိုရင်တော့အိမ်ကမှသားရည်မျက်နှာကိုတမ်းမြင်ပြီးမှငါဟင်းရင်ငါမွားကြောငါကျွတ်ကြောငါချင်ဖန်ငါဖိမ့်တော့ ငါးကင်ငါးထူရှင်ငါးဒုက္ခငါးငွေဖက်ကူကင်ငါးတောင်အမလီငါးတွေကတော့အများကြီးပဲပေါ့နော်ငါးဟင်းညူကတော့ပူပူဖက်ဖက်လေးနဲ့ငါးရဲ့အချိုတလေးနဲ့ပေါ့နော်သူ့ဖိုင်နဲ့တော့အလိုက်ဖက်ဖုံလို့ပြောရမယ် ပြီးရင်တော့ငါချွတ်ကျော်လေးပေါ့နော်ငါချွတ်ကျော်ကတော့ဘီယာလေးနဲ့မြည်ရင်လိုက်မယ်လို့ထင်တယ်ပေါ့နော်ဒါပေမဲ့သူ့ဖန်မှာဘီယာမတွေးခဲ့ဘူးသူ့ရဲ့အချင်းကတော့တော်တော်ကောင်းတယ်ပြီးတော့မာလာချက်ချောက်လေးကဖားနေတဲ့မာလာအရသာမျိုးတွေမဟုတ်ပဲနဲ့အာလူးတို့ကြာဖွယ်လေးနေပေါ့နော်ဒီသူ့ရဲ့အနှစ်ကလေးနဲ့ထမင်းလေးနဲ့နဲ့ဖားရတာလေးကအတော်တော်လေးဖားကောင်းတယ်တတိယကတော့အဖားတလိုင်းဆိုပါဖားဖားထမင်းနဲ့ဖားရတာကိုကြိုက်တယ်ပေါ့နော်နောက်ချက်ချောက်အယိုးကယိုးကတော့ချက်ချောက်ကရရတော့ပုံမှန်ပါပဲပေါ့နော် အဲအီအီလေးနဲ့အပေါ်ကထုတ်ထုတ်ကလေးဒါကတော့ချက်ချစ်တော့မလာရတဲ့ fine နေတိုင်းတရုတ် fine နေတိုင်းကအရန်ကိုပိုင်နိုင်တဲ့လက်ရာတွေအရသာတွေပေါ့နော်သူ့ရဲ့လေးဒီငါဟင်းရရလေးဒီတိကဘာလို့အလိုက်ဖက်ဖုန်းလို့ပြောရလဲဆိုသူ့ fine မှာလေးရေထွက်ရှိရဲ့အဲရေထွက်ကရေဖီးတန်လေးနဲ့အေးဖိဖိလေးနဲ့ဖျားပြူရသူဦးကလည်းအရန်အေးရောလေးဒီပူပူဖက်ဖက်နဲ့အာဒီငါရဲ့ချူချူလေးနဲ့တော်တော်ကိုလိုက်တယ်လို့ပြောရမှာပေါ့နော်သူ့ fine ရောက်ရင်တော့ဒီဟာကိုတောက်ကိုတောက်ကြည့်တင်တယ်ပြီးတော့လေ ပဖွန်စက်တွန်ပြူချက်တယ်ဗောနော်ပဖွန်ပုံမှန်ဖို့ပဖွန်မာလာတို့ဘာလို့ပဲဖားတာပေါ့ဖားဖြစ်ကြပဖွန်စက်တွန်မြူချက်ကိုကြည့်ရတာရိုးရိုးလေးဖို့ပဲသူ့ရဲ့စက်တွန်ပြူမွှေ့မွှေ့လေးနဲ့လေအဲဘာပြောကောင်းမလဲထမင်းနဲ့လေအစက်တွန်ပြူအနှစ်ကလေးနဲ့နဲဖားလို့ကောင်းတယ်နောက်ပဖွန်မာလဲလေလုံးဝဟိုမွှေ့မွှေ့လေးနဲ့အဲပဖွန်ကပို့ပြီးတော့ ပဖုံဖြစ်သွားတာပေါ့နော်ပို့ပြီးတော့အရသာပို့မိုက်သွားတယ်လို့ပြောရမယ်ပြီးတော့တော့သူ့ရဲ့ငားပေါ့ငားနောက်တစ်မျိုးကတော့ဗာလဲဖို့ငားကင်ငားကင်กินထားတာကြည့်ရတော့မမဲဖို့ပြင်မဲ့အမ်ငားကင်လေးရယ်ဖာလို့ကောင်းတယ်ပင်ဖိန်ဖက်ဖယ်နဲ့အနမွမွေးလေးအဲဒါပေမဲ့တတိယဒီငါးစားတွေကိုဖက်ဖက်မွမွေးလေးလို့ထင်ထားတာဒါပေမဲ့အဖက်အရသာတော့မရဘူးပေါ့နော်ငားကင်ထားတာလေးလည်းအနေတော်လေးနဲ့ အဲဖာလို့ကောင်းတယ်ပေါ့နော်သူ့ရဲ့ဒီအမှုံကတော့တီတီထင်တာကရိုးရိုးမာလာမုတ်ထင်ပြီးတော့နိုင်ဖားမိရတကယ်ညာမဟုတ်ပါဘူးပဲပုံပုံနေတီတီကပဲပုံပုံလုံးဝမကြိုက်ဘူးအဲဒါကတော့အအေးတွေဖိုင်ရဲ့အအေးတွေကလုံးဝအတိဖစ်ဖစ်ကိုဖျော့ထားတဲ့အအေးတွေပေါ့နော်ပြောပြအောင်မယ်ဒီ Chinese ဖိုင်ကြီးမှာဒီအအေးတွေကတော်တော်လေးတောက်လို့ကောင်းတယ်လို့ပြောရမယ်ပေါ့နော်အာတော်တော်လေးတောက်လို့ကောင်းတယ်ပြီးတော့တီတီတို့တွေအဖားတောက်တွေသွားဖားတယ်ဆိုရင်ရွေးချယ်ဖားတောက် တက်ဖို့လည်းလိုတယ်ပေါ့နော်ဥမာဒီတရုတ် ဖိုင်ပေါ့တရုတ်ဖာကောင်းကောင်းရတဲ့ဖိုင်မှာအဲတရုတ်ဖာတွေဖားတာပဲကောင်းတယ်ပေါ့နော်အဲလုံးဝ special လေးမဟုတ်တဲ့ဟာတွေမှားဖားတာဥမာ ready made တွေအလူချောင်းကျော်ဝဝန်းကျော်တို့မှားဖားတာမျိုးတွေကိုကောင်းတယ်မကောင်းဘူးဆိုတော့တော်ပြီးဖုန်းဖြက်လို့မရဘူးဘာလို့လဲဖုန်းတနိုင်ငံလုံးမှာဒီရတာပဲလို့နော်အချင်းတွေဘာတွေပဲကွာသွားရပဲရှိမှအဲ့လိုရွေးချယ်ဖားတောက်တက်ဖို့လဲလိုပါတယ် သူ့ရဲ့သူ့ file မှာသူ့ရဲ့ speciality ကိုစတတ်ဖို့လိုတယ်ပေါ့နော်အမ်ပြီးတော့တယောက်နဲ့တယောက်နဲ့လည်းအကြိုက်ချင်းမတူဘူးဆိုတော့ပေါ့တော့ငန်းနာတွေတော့အမ်တဘောသားကွဲလဲခြင်းကွဲလဲမယ်ဒီတိရအပေါ်ဖားတဲ့လူဖြစ်တယ်ပြောမယ်ဆိုရင်တော့ဖျားပြူတော့မှပိုးတွေအများဆုံးနေနေဖို့မယ်အခုဒီ file လေးကတော့လုံးဝ chinese restaurant လေးပါကဲနောက်ဘလော့တွေမှာတွေ့မယ်နော်